ပြင်သစ်မှာအကျဉ်းထောင်တွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တဲ့လုပ်ရက်တွေကအကျဉ်းဖတ်မှုမြောက်တယ်လို့တရားရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။ April 14ရက်ညပိုင်းကပြင်သစ်မှာရှိတဲ့အကျဉ်းထောင်တချို့ရှေ့မှာရပ်ထားတဲ့ကားတွေမီးရှို့ဖျက်ဆီးတာခံရပြီးထောင်တစ်ခုကတော့တနက်နေ့ပြစ်ခတ်တာကိုပါကြုံတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဝန်ကြီးကတော့အဲ့ဒီလုပ်ရက်တွေဟာအကျဉ်းဖတ်တိုက်ခိုက်မှုတွေဖြစ်ပြီးပြင်သစ်ဟာချင်းလား၆လားကိစ္စတိုင်းကိုလုံးဝလက်သင့်ခံမှာမဟုတ်ဘူးလို့သတိပေးသွားပါတယ်။ အခုလိုအချင်းထောင်တွေကိုပြင်မှတ်ထားခဲ့တဲ့တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေစတင်နေကြောင်းပြင်သစ်အကြမ်းဖက်မှုအထူးစုံစမ်းရေးအမှုစေယုံကလည်းပြောပါရယ်ဝန်ကြီးကအခုကိစ္စမျိုးဟာအရန်အလေးအနက်ထားဖို့လိုအပ်ကြောင်းအကြမ်းဖက်တိုက်ဖြတ်ရေးဌာနကိုယ်တိုင်တာဝန်ယူပြီးစုံစမ်းမှုတွေလုပ်နေတဲ့အတွက်သူ့အနေနဲ့ဝမ်းသာမိကြောင်းဆိုပါရယ်ဒီလိုတိုက်ခိုက်မှုတွေဟာ မူရစေဝါတိုက်ဖြတ်ရေးဆိုင်ရာအစိုးရမူဝါဒတွေကိုအကောင့်ထည့်ဖော်ပေးနေတဲ့အကျဉ်းထောင်ဝန်ထမ်းတွေကိုချိန်ချောက်တဲ့အတိတ်ပဲလို့သူယုံကြည်ကြောင်းလဲဝန်ကြီးကပြောကြားသွားပါတယ်။ပြည်ထရေးဝန်ကြီးကလည်းသူ့ဌာနအနေနဲ့အကျဉ်းထောင်တွေမှာလုံခြုံရေးအစီအမံတွေချဲ့ထွင်ဖြန့်ကျက်ဖို့ချက်ချင်းညွှန်ကြားခဲ့ကြောင်းလူမှုကွန်ရက် Media X မှာရေးသားထားပါတယ်။အခုလိုချိန်ချောက်မှုတွေရှိပေမဲ့ပြင်သစ်အစိုးရကမူရမောင်ကိုလုပ်ငန်းတွေကိုဖိဖိစီစီဖြိုခွင်းတဲ့အထောက်မှုတွေပိုအရှိန်မြင့်တင်သွားမယ်လို့ဆိုပါတယ်။ ပြင်းထန်ဟာပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမူးယစ်ဆေးဝါးမူးယစ်မာကိုဂိုင်းတွေနဲ့ဆက်ဆက်တဲ့မှုခင်တွေမြင့်တက်လာတာကိုကြုံရရတာဖြစ်ပါတယ်ရှင်